င်္ဂလာပါရှင်ဘာမခိတဲ့တရင်ဌာနမှကျူစွာလိုက်ပါရရှင်ယခုအချိန်မှစပြီးစွန်လ9ရက်နေ့မနက်7:00နာရီတရင်များကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်ပထမအောင်ဆုံးတရင်နေနဲ့မြောက်ရီမျိုးအမှတ်ခွင့်ရက်ွက်အုတ်ချုပ်ရေးမှုလှဝင်ဖြစ်ခတ်ခံရပြီးတည်ဆုံဆိုတဲ့တရင်မှဖြစ်ပါရရှင်ကရင်ပြည်နယ်မြောက်ရီမျိုးအမှတ်ခွင့်ရက်ွက်အုတ်ချုပ်ရေးမှုလှဝင်ဖြစ်ခတ်ခံရပြီးတည်ဆုံသောကြောင့်ဒေသရင်းတရင်ရှင်မြက်ကရှန်ကုန်ခိတဲ့တရင်ဌာနထံသို့ပြောဆိုသည် ရှမန်နေဇွန်လ၄ရက်နေ့မိုးလင်းတနားရီခန့်တွင်မြောင်းရီမျိုးမှန်ခွနဲ့ရက်ကွက်အုပ်ချုပ်ရင်မူလာဝင်သည့်စောချစ်သူလန်အတွင်ကိုကားဖြင့်ဝင်လာစဉ်အမည်မသိသူနှင့်တမားများကကားကိုတာ၍ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ရှင်ပြစ်ခတ်တိုက်ခိုက်မှုတွင်အုပ်ချုပ်ရင်မူလာဝင်သည့်ပွဲချင်းပြီးတည်ဆုံခဲ့ပြီးပြစ်ခတ်မှုဖြစ်ပွားပြီးခဏအကြာတွင်အစံဖက်ဆက်ကောင်းစီတပ်သားများရောက်ရှိလာပြီးရုပ်လောင်းကိုတိုက်ဆောင်သွားကြောင်းသိရှိရသည်။ မြောင်းရီမျိုးအမှတ်ခွနရက်ွက်အုတ်ချုပ်ရေမှုလှောင်ဝင်ပြက်ခတ်ခင်ရပြီးသိပြီလို့သိရတယ်။ဒီကနေ့မွန်လွေပိုင်းကဖြစ်သွားတာဘေးအဖွဲတွေပြစ်တာလဲဆိုတော့မသိဘူး။ကားကိုတားပြီးပြစ်သွားတာလို့သိရတယ်။ပြက်ခတ်မှုဖြစ်ပြီးမကြောင်စစ်ခွေရောက်လာပြီးအလောင်းတွေထုတ်သွားတယ်ဟုဒေတာရင်းသတင်းရှင်မြေကပြောဆိုသည်။တည်ဆုံသောအုတ်ချုပ်ရေမှုလှောင်ဝင်တွေပြည်သူများကိုနေမျိုးစုံဖြစ်နိုင်ခြင်းနေသူဖြစ်ပြီးပြည်သူများထံမှလည်းငွေကြေးအတောင်ရန်ကြံသူတို့ဖြစ်ကြောင်းသိရသည်။ ်ထို့ပြင်ရမန်နေညာ၈နိုင်ခန့်နဲ့အကျန်းဖက်စတိတ်295တန်ရင်မှလည်းလက်နေကြီးများဖြင့်ဇက်တိုက်ရန်တန်းပြက်ခန့်နေပြီးမြေတီနေရာ၌ကြားရောက်ပောက်ကွဲသည်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းဒေသပြည်သူများကဆက်လက်ပြောဆိုသည်ဆက်လက်ပြီးတောင်သာမြို့နယ်ရှိနဘူးချင်းရွာနှင့်ထောက်ရှာချင်းရွာအနီးတစ်ဝိုက်ကိုစစ်တပ်ကစစ်တပ်လေးတွေများဖြင့်ပုံကျဲတိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် န္တလေးတိုင်းတောင်သာမြို့နယ်ရှိနဘူးချင်းရွာနှင့်ထောက်ရှာချင်းရွာအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်တပ်ကဆက်တက်လေးဒီများဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းတောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည်ရှမန်နီဇွန်လ၄ရက်နေ့နနက်စောပိုင်း9:17မိနစ်ခန့်မှစတင်၍မိထီလာလီတပ်မှတလာသောအကြမ်းဖက်စစ်တပ်၏ဆက်တက်လေးဒီများကတောင်သာမြို့နယ်အတွင်းရှိနဘူးချင်းရွာနှင့်ထောက်ရှာချင်းရွာအနီးတစ်ဝိုက်ကိုပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်အကြမ်းဖက်စစ်တပ်၏ပုံကျဲတိုက်ခိုက်မှုအတွင်ချင်းရွာအနီးရှိတောတွေကို ကြာရောက်ပောက်ကွဲခြင်းနောက်ပြည်သူများ ထိခိုက်မှုမရှိကြောင်းသိရှိရသည်နနက်စောပိုင်း9:17မိနစ်ကနေစပြီးကြေချတာအလုံးပေါင်းဘုံဒီ17လုံးကြေချရီပြည်သူတွေထိခိုက်မှုမရှိဘူးလို့သိရတယ်ဟုတောင်သာမြို့နယ်လူလူလှုံ့ဆော်မှုကော်မတီမှတာဝန်ရှိသူတို့ကပြောဆိုသည်ထို့သူဘုံကြေတိုက်ခိုက်မှုပြုလုပ်ပြီးနောက်အချမ်းဘက်စစ်တပ်စစ်တပ်လေးတွေများသည်မလိုင်မြို့နယ်ဘက်ခြံကိုပြန်တန်းသွားကြောင်းလေချောင်းရံကာဝယ်ရေးအတွက်နေအိမ်များ၌ဘုံကိုကျင်းများစနစ်တကျတူဖော်ထားရန် လီချောင်းအန်ရဲ့ကြိုတင်ရရှိသည့်အခါတရီပြူနေတိုင်းဂျိုင်ယန်တောင်သာမြို့နယ်လူလူလှုံရှားမှုကော်မတီကအတည်ပြုနှိုးဆော်ထားသည်။ဆလဘီဖောက်ကန်တွင်တမ33တမမှုဘုံမှုချုပ်ကျော်ဆဲမြင့်အောင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့လာခေါ်ဆောင်သည့်စစ်တရဲဟဲရင်နှင့် KNY ပူးပေါင်းတပ်အပြန်လန်ပြစ်ခတ်သူပြစ်ကိုပြစ်ကြတဲ့တမမှုကိုလက်စားမှုနဲ့အမိန့်မနာခံမှုနဲ့လာဖမ်းနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဖားကဲမြို့အခြေဆိုင်စစ်ကောင်စီတပ်တို့လူလာခေါ်သည့်စစ်တပ်ရဲဟဲရင်ကိုကချင်ပြည်လွတ်လပ်ရေးတပ်မတော် KYA ရေးပူပေါင်းတပ်ကပစ်ခတ်ခဲ့ကြောင်းကချင်းတရင်ရှင်မြတ်တို့ကပြောကြားသည်။စွန်လာလေးရဲ့နေလေပိုင်းကဖားကန့်တမကုံတို့ရဟယင်တစီစင်တယံအချားရဟယင်တစီဖြင့်ပပတ်လေးကိုပစ်ခတ်ခဲ့သည်ဟုကချင်းစီရေးတရင်ရှင်မြတ်တို့ကလူမှုကွန်ရက်တွင်အသိပေးထားသည်။ ဖိုင်တာကပြစ်ကူပေးပြီးလူလာခေါ်သွားတယ်ဟုအခြားကချင်တရင်ရှင်မြတူကပြောသည်စစ်ကောင်စီကရဟတ်ရင်ဖြင့်လူလာခေါ်သည့်အခြေအနေကိုစုံစမ်းနေစေဖြစ်ပြီးကချင်တရင်ရှင်မြအချွေအတီပေးချက်တွင်တမ33တမမှုဘူမှုချုပ်ကျော်စမ်းမြအောင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆိုသည်ရဟတ်ရင်လာရောက်သည့်ရုပ်တံမှတ်တမ်းကိုလည်းတွေ့ရပြီးပြစ်ခတ်တံချိုကိုလည်းကြားရသည်သို့သောရဟတ်ရင်ထိမှန်ပြတ်ကျခြင်းမရှိပေ KNAD စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ရဟတ်ရင်လေးရင်စုစုပေါင်း၅စီးကိုပြစ်ချထားသည် သူပြစ်ကိုပြစ်ပြစ်ကြတဲ့အရသာထိခိုက်မှုရှိတဲ့တမမှုကိုလက်စားမှုအမိန်မနာခံမှုနဲ့လာဖမ်းနေမြေပြင်မှာထမ်းမိရှိတဲ့ဟုကချင်တရင်ရဲ့မြတ်တူကလူမှုကွန်ရက်၌ရှင်းသားထားပြီးရဟိယံလာရောက်သည့်အရှုပ်တန်းကိုဖော်ပြသည်အချမ်းတရင်ရှင်မြတ်တဦးကမှတမမှုကိုလာခေါ်ခြင်းမှာစွန်လ3ရက်နေ့ကဖာကန်ဒေတာပောက်ကွယ်မှုနဲ့ဆက်ဆက်သည်ဟုဆိုသည်စစ်ကောင်စီတပ်ကဖာကန်မြို့နယ်ကိုပြန်လည်ထိန်းချုပ်နိုင်စစ်ကြောင်းထိုးဝင်ရောက်လာကာ ဇွန်လ2ရက်3ရက်နဲ့4ရက်နေ့များတွင်လုံခင်းဒေသမော်စီစားရှိလောက်ကွမ်းများတွင်ရှင်များကိုမိရှုဖျက်ဆီးခဲ့သည်ထို့ပြင်မော်စီစားရှိတရောင်ဆိုင်လောက်ကွမ်း၌လက်နက်ကြီးကြီးတို့မဟုတ်ဒရုန်းပုံချခဲ့ပြီးနောက်ရန်ကုန်တော်ကိုယူဆရသည့်နေရာတွင်ကြီးမားသောပောက်ကွဲမှုဖြစ်ပွားခဲ့ရာလူထိခိုက်ဒေဆုံးမှုများရှိခဲ့သည်ဆလတ်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့ဖိုးကလေးတွင်ကြေးရွာအုပ်ချုပ်ရေးမှူးကပြည်သူ့စစ်မှုထမ်းအကြောင်းပြရေးလာစင်ငွေတောင်းနေပြီး၎င်း၏နေအိမ်ရှိတွင်မှကင်းဆောင်ခိုင်းဆွဲတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ ။ ERI တိုင်းဘူကလေးမြို့နယ်တွင်စစ်ကောင်စီခံအုပ်ချုပ်ရေးမှုကပြည်သူစစ်မှုထမ်းအကြောင်းပြ၍ဒေသခံများထံမှလာစင်ငွေတောင်းယူနေကြောင်းသိရသည်။ဘူကလေးမြို့နယ်အောင်လဲစိတ်ကြီးရွာရှိစစ်ကောင်စီခံအုပ်ချုပ်ရေးမှုဦးစိုးမင်းအောင်သည်ပြည်သူစစ်မှုထမ်းနှင့်၎င်း၏နေရှိရင်ကင်းမဆောင်ပေးသည့်အကြောင်းအရာများကိုအကြောင်းပြ၍ငွေတောင်းယူမှုများပြုလုပ်နေသည်ဟုဒေသခံများထံမှသိရသည်။ သူငွေတောင်းတဲ့အကြောင်း ARR တိုင်းသတင်းဌာနမှာပါလာပြီးတော့နှစ်လငွေမတောင်းဘူးအခုတော့ငွေပြန်တောင်းနေပြန်ပြီရွာမကင်းမဆောင်နိုင်တဲ့မိမသားပဲရှိတဲ့အိမ်နေမုဆိုးမအိမ်နေပါမကျန်းလစဉ်ကင်းဆောင်ခိုင်းနေကင်းမဆောင်နိုင်ရင်ငွေတောင်းတယ်ဟုအောက်လေစိတ်ကြေးရွာရှိဒေသခံတို့က ARR တိုင်းကိုပြောသည် လန်ရှိအောင်လဲစိတ်ကြီးရွာတွင်ပြည်သူစစ်မှုတန်းကြီးလာစဉ်ချက်ငွေ4200ပေးဆောင်ရသည့်အပြင်၎င်း၏နေအိမ်ရှိရင်ကင်းဆောင်မပေးနိုင်သည့်နေအိမ်များကိုတညလျင်1000ချက်တောင်းယူကြောင်းဒေသခံများကဆိုသည်အဆိုပါအုပ်ချုပ်ရေးမှူးသည့်ရခိုင်ကလည်းပြည်သူစစ်မှုတန်းကြီးအဖြစ်လာစဉ်ငွေချက်2000ဝယ်တောင်းယူခဲ့ပြီးဈေးရွာတွင်ကင်းမဆောင်နိုင်သည့်နေအိမ်များကိုလည်းတညလျင်ချက်ငွေ9000တောင်းယူခဲ့သည် အေရီတိုင်းအတွင်းရှိရက်ွက်ကြေးရွာအုပ်စုများမှစစ်ကောင်စီကအုပ်ချုပ်ရေးမှုအများစုသည်ပြည်သူ့စစ်မှုထံကိုကြောင်းပြ၍ငွေတောင်းယူမှုများပြုလုပ်နေတော်လေ၎င်းတို့၏ဆွေမျိုးတော်ဆက်သူများနှင့်နှီးဆက်သူများကိုမူငွေတောင်းယူခြင်းမရှိသေးပြင်သာသမီများကိုလည်းစစ်မှုထံအမည်စရင်ထည့်သွင်းထားခြင်းမရှိကြောင်းဒေသခံများထံမှသိရသည်။ ။ ERA တိုင်းတွင်26မြို့နယ်ရှိပြီးစစ်ကောင်စီကအုပ်ချုပ်ရေးမှုအများစုသည်ဖြည်သူစစ်မှုထမ်းအောင်ပြရွေးငွေတောင်းယူမှုများကိုရခိုင်ငါတပ်ဖို့မှုလှုပ်ဆောင်လာကြပြီးဂျီဝါချမ်းသာနေကြကြောင်း ERA တိုင်းရှိဒေသခံများပြောကြားချက်အရသိရသည်။ဆလဘီပလောမြို့နယ်ဒူရင်ပင်ရှောင်ရွာပနာမီတော်ဝေါ်ဖျားကျောင်းကိုစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက် ထီလင်းတွင်လည်းစစ်တပ်ပြစ်ခတ်တိုက်ခိုက်သောလက်နက်ကြီးထိမှန်ပြီးပြည်သူတို့ထိခိုက်ဒဏ်ရာရဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္သာရီတိုင်းပလောမြို့နယ်တွင်ရင်ပင်ရှောင်းရပနာမီတော်ဝဖျားကျောင်းကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU Macro Dewey Destroyer ထုတ်ပြန်ထားသည်။ဇွန်လ၄ရက်နေ့နနက်၁၇နာရီခန့်တွင်ဗိတ်တဝဲခိုင်ပလောမြို့နယ်အတွင်းကိုအကြမ်းဖက်စစ်တပ်ပလောတရင်285တပ်စခန်းက120မမလက်နက်ကြီးတလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ရှင်ပြစ်ခတ်တိုက်ခိုက် အတွင်းဒူရင်ပင်ရှောင်းရပနာမီတော်ဖျားကြောင်းကိုထိမှန်ခဲ့ပြီးအဆောက်အဦများထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည်။ထို့ပြင်မကွေးတိုင်းထီလင်းမြို့နယ်တွင်စစ်တပ်ပစ်ခတ်သောလက်နက်ကြီးထိမှန်ပြီးပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထီလင်းမြို့နယ်ပြည်သူကောင်ရီအဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည်။မေလ31ရက်နေ့တွင်ထီလင်းမြို့ပေါ်မှထွက်လာသောအစံပန်စစ်တပ်နှင့်ပြူစောတီပူပေါင်းစစ်ကြောင်းသည်တရခါရွာဖျားကုန်း၌အတိုင်းချကချီချောင်းဝဲရာကိုစစ်ကြောင်းထုတ်ပြီး87မမလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်ပြည်သူတို့လက်မောင်းလက်နက်ကြီးစာထိမှန်ပြီးတရားရပါတယ်။အရင်နေ့ကလက်နက်ကြီးကတော့အချက်30လောက်ရန်ထူနေတာ။ရွာဘက်5ချက်လောက်ကြားတယ်လို့ပြောပါရယ်။ပြည်သူတွေတိတ်ဆုံးတာတော့အခုထိမရှိသေးပါဘူး။နေအိမ်ပြည့်စုံမှုကတော့မရှိပါဘူး။ပြည်သူတွေကိုပဲလေချောင်းတွေလက်နက်ကြီးတွေအမြဲရှိဖို့ပုံခုချင်းမှပုံအောင်ကြဖို့မှတ်ချက်ပေးခြင်းမရဟုထီးလင်းမြို့နယ်ပြည်သူ့ကောင်ရဲ့အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုသည်။ ဆက်လက်ပြီးအမ်ဘရန်လန်းတွင်တိုက်ပွဲများပြင်းဖြစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရာရင်ပြည့်ရက်ကြောင်းကြေညာထားတဲ့စစ်ကောင်စီတပ်ကရခိုင်မကွေအဆက်ကအမ်ဘရန်လန်းပေါ်စစ်ကြောင်းထိုးလာတာကြောင့်အရက်ကတက်မရောနဲ့ယခုရက်ပိုင်းတိုက်ပွဲတွေပြင်းဖြစ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။မေလနောက်ဆုံးဘက်ကလေးကပရန်မျိုးကနေနေရီကန်ဘက်ကိုတက်ကူတွေပို့နေတာဖြစ်ပြီးအဲ့ဒီချိန်တုန်းကလည်းတိုက်ပွဲတွေဟာ MBD တာဝါတိုင်းကုန်းသားရောက်ရှိခဲ့ပါရယ်။မနေ့ကစွန်လ3ရက်နေ့နေရီကန်နားမှာမနက်9:00လောက်ကလေးကတနေကုန်ဖြစ်နေတာဒီကနေ့ကတော့မတရားသေး ဘူး။မနေ့ကတရက်မှအရင်ရက်တွေကမရှိဘူးအဲနာမှာကုတ်ကြီးနဲ့နေရီကန်ကြားမှာတတော်ဖြစ်တဲ့နှစ်ရက်နေ့ဇွန်လနှစ်ရက်နေ့ကလေးဆက်စီနဲ့ဆင်းပြွန်ကြားမှာတနည်းအားမှာဖြစ်သေးတယ်။ဘေးနားကရွာတွေကတော့ဒီတိုင်းသူတို့သွာလာနေတာပဲရှင်လို့နေရီကန်နားရွာမှာရှိတဲ့ရွာတစ်ခုကနေဆစ်ဆောင်လာတဲ့ဒေသခံက TVB ကိုပြောပါရတယ်။ မီလာနောက်ဆုံးဘက်တိုက်ပွဲတွေတုန်းကတော့အရကတက်မရော A က MED တာဝါတိုင်းကုန်းနားမှာရှိတဲ့ကကင်းချိုကိုသိမ်းမိခဲ့တယ်လို့လည်းသတင်းတွေထွက်နေပါတယ်။ဒါကြောင့်ဗရန်ဘက်ကနေတက်ကိုရီထပ်ပိုးနေပြီးတိုက်ပွဲပြင်းထန်ခဲ့ကဆုံကိုအမြောက်တက်ကလေးလက်နေကြီးပြစ်ကူပေးနေတာရှိတယ်လို့ဆိုကြပါတယ်။ဒီကိစ္စတွေနဲ့ပတ်သက်လို့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုမေးမြန်းပေးမယ်ပြန်ဖြေတာမရှိသေးသလိုအသေးစိတ်ကိုသိရဖို့ဆက်လက်ဆုံဆန်းနေပါတယ်။နေရီကန်ဖြူဟာအနေတိုင်းမှာနေတဲ့ဒေသခံတွေကတော့အစောပိုင်းကတည်းကတိမ်းရှောင်သွားကြသလိုလက်တလုံးအိမ်ဆောင်လောက်သာကျန်တော့တယ်လို့ သိရပါတယ်စက္ကန့်စေးတက်ကရရပြည့်ရတာကိုဇွန်လ10ရက်နေ့ကနေ30ရက်နေ့ထိထပ်မံတိုးမြင့်ကြောင်းမေလ30ရက်နေ့မှာကျင်းပပြီးနှစ်ရက်ကြာမှာအခုလိုထပ်မံစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။